င်္ဂလာပါရှင်ကျမကတော့ချေချိုဆမ်းပါ DPPO မြေတန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါဖားကန့်ဒေတာဘက်ကိုစစ်ကောင်စီတပ်အင်အားထောင်ချီနဲ့စစ်ကြောင်းထိုးနေပြီးတိုက်ပွဲလည်းပြင်းထန်နေတာကြောင့်ဖားကန့်လမ်းပေါ်ဂျေးဝါကဒေတာကန်တထောင်လောက်ဟာထွက်ပြေးတိမ်းရှောင်နေကြရပါတယ်ဟန်နာသတင်းပေးပို့ထားပါတယ်ရှင်ကာမိုင်လန်နဲ့အင်ဒိုဂျီဒေတာဂွေခါလန်နှစ်ခုကနေဖားကန့်ဒေတာကိုဥတီပြီးစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် လက်ရှိမှာနန်ယာဆိုင်ဖရာခုံဆိုင်စုကတ်မောစရဲကြီးရွာနေဒေသခံပြည်သူတွေတင်းဆောင်ဖို့အကူအညီတောင်းလာတဲ့အတွက်ဖကန့် KPC အတင်းတော်ကဦးစီးပြီးလာရောက်ကူညီပေးခဲ့တယ်လို့နန်ယာဒေသခံတယောက်ကပြောပါတယ်အာ24ရက်နေ့ကတည်းကနေစပြီးရှောင်ကြရပေါ့နော်ဒီရွာကဒေတာခံနေအာကိုညီတောင်းလို့ဒီဖကန် KPC ကနေအာလာကျိုးပေးတာပေါ့နော်ဒီ25ရက်နေ့နဲ့ဒီနေ့ 26ရင်းနေတီပဲလာကြိုပေးနေကြတယ်ဗောနော် community အတွက်ကြိုပေးနေကြတယ်အဓိကတော့ဒီတိုက်ပွဲဖြစ်လာမှာဆိုရင်လည်းတောင်ဗောနော်ဖကန်တွာလန်းပေါ်မှာစစ်တောင်းထိုးလာတဲ့အတွက်တိုက်ပွဲဖြစ်လာမှကိုစိုးရင်ပြီးယာယီတင်းဆောင်ကြမဲ့စစ်ဆောင်ဦးကြီးတထောင်ခန့်ရှိနိုင်ပြီးတင်းဆောင်လာတဲ့ဒီသားခန့်တွေကိုဖကန်မျိုးနဲ့ဂဒီမော်နမ်ဖြစ်ယူမာဆိုင်းအောင်စပေါ့နဲ့မော်စီစာတို့မှရှိတဲ့နစ်ချင်းခရီးရန်ဖြားချောင်းတွေမှနေရာချထားပေးတယ်လို့ KBC ဆရာတူဦးကပြောပါတယ် စစ်ကောင်စီတပ်ဟာအခုရက်ပိုင်းဒွန်ဘုံနဲ့လဝကြီးရွာအထိစစ်အင်အား900ဝန်းကျင်ခန့်နဲ့စစ်ကြောင်း3ကြောင်းခွဲကဧပြီလ23 24ရက်နေ့ဖက်ကန့်သွားတဲ့လမ်းအတိုင်းစစ်ကြောင်းထိုးလာခဲ့ရမှာကားမိုင်းမြို့အကျော်မုံဦးပင်ကြီးရွာမှာ KNY တပ်ဖွဲ့တွေကခုခံတိုက်ခိုက်ခဲ့တာကြောင့်တိုက်ပွဲပြင်းထန်ခဲ့တာပါသူတို့ကဒီအင်အားလုံးရင်းနဲ့ဝင်လာတော့ဘောနော်ဒီဘက်ဒီမူပီဒီကတာချိုလာရောဒီကြာရီထင်းကျုံတဲ့နေမျိုးရှိ ရောက်လာပြီပေါ့နော်ပြီးတော့ဒီနတ်မြာတို့ဆိုင်းဖရာတို့ဒီကမ္ဘောတို့ပေါ့နော်သူတို့ကဒီနီးပေါင်းစုံနဲ့စီချောင်းထိုးလာတော့တဲ့ဒီအခုကတော့ဒီကြာရီတိုင်ရင်ဒီစလင်းပေါ့နော်ဒီစလင်းဒီနေမြေတချောပေါ့နော်ဘုမလက်ပွေဖြစ်နေဖြစ်နေတော့ပေါ့နော်အဲ့တော့ကျောင်းတော့ဒီတမဟာကိုရင်းချောက်ဘက်ကိုဝန်လာဝန်လာပြီပေါ့နော်ဒီအခုတော့ဒီမိုးပြမှာပဲရှင်နေသေးရဆိုပြီးကြာရတယ် စစ်တပ်အာဏာသိမ်းပြီးနောက်ဖက်ကန်တော်လန်းပေါ်မှာစစ်ကောင်စီတပ်နဲ့ကျန်းရင်တပ်တွေကြတိုက်ပွဲမကြာခဏဖြစ်ပွားခဲ့တာကြောင့်နတ်မြားနမ်တိန်ကမောဆိုင်းဖရာတဒါညီနောင်ပြာအောင်ခုံဆိုင်စုစားတဲ့ကြီးရွာတွေကမကြာခဏစစ်ဘေးတင်းချောင်းခဲ့ရပါတယ်ဖက်ကန်တော်လန်းပေါ်ကနန်ယာကြီးရွာအပါအဝင်ဆိုင်းဖရာနဲ့ကမောဒေသတွေကပြီးခဲ့တဲ့2024ခုနှစ်ဧပြီလအတွင်းမှာကျန်းရင်ပေါင်းတပ်တွေကအပြစ်တပ်တင်ပိုင်နိုင်ခဲ့တာဖြစ်ပြီး ဖက်ကန်တွားလန်တလျှောက် KNY အစိုးရရဲ့အုတ်ချုပ်ရေးရန်တရားလဲပတ်နေတာတနစ်ပြည့်တဲ့ကာလမှာပဲစစ်ကောင်စီတပ်တွေကအခုလိုတံပြန်ထိုးစစ်ဆင်တိုက်ခိုက်လာတာလည်းဖြစ်ပါတယ်စစ်ကောင်စီကဧပြီလ30ရက်နေ့အချိန်ငလင်းတံပြန်လဲထူထောင်ရေးလုပ်ငန်းကိုလုဆောင်ဖို့ဆိုပြီးယာယီအပြစ်ခတ်ရစဲရေးကာလတတန်းတိုးအဖြစ်တက်မှတ်တင်ညာထားပြီးမဲ့လဲကချင်ပြည်နယ်အတွင်းလီကျောင်းဘုံကျက်တိုက်ခိုက်တာအင်အားအလုံးကြီးနဲ့စစ်ကြောင်းထိုးတာတွေကိုဆက်တိုက်လုဆောင်နေတာဖြစ်ပါတယ်ကျွန်မဟန္နာပါ မြိတ်တနင်းသားရီကာလမကြီးပေါ်ရှိပတောင်းကျေးရအုပ်စုကကျင်းနန်းနိုင်တရားဆစ်စေးဂိတ်မှာစားတော့ကုန်တည်ယူခွင့်ပေးလိုက်တယ်လို့တနင်းသားရီမြို့နယ်ဒေသခံပြည်သူတွေကပြောပါတယ်။ဧပြီလ25ရက်မနေ့ပိုင်းကစပြီးမြိတ်ကနေတနင်းသားရီမြို့နယ်ဘက်မှာအသားငါးနဲ့တခြားကုန်ပစ္စည်းတွေရောင်းချနေတဲ့ကားတွေကိုကျင်းနန်းတိုင်းဆစ်စေးဂိတ်ကစားတော့ကုန်တွေတင်ဆောင်ခွင့်မပေးတော့ဘူးလို့တနင်းသားရီဒေသခံပြည်သူတယောက်ကပြောပါတယ်။အဲ့ဒီဂိတ်မှာအခုနှစ်အစပိုင်းလောက်ကတည်းက ဆိုင်အိတ်တင်ဆောင်တဲ့တနင်္သာရီမြို့နယ်ကကားတွေကိုစစ်ကောင်စီတပ်သားတွေကအတင်းအကျပ်စစ်ဆေးမှုတွေလှုံ့ဆော်ခဲ့တယ်လို့ကားသမားတွေကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဆက်နွယ်တဲ့ဆိုပြီးဆွဆွဲကဖန်စီပီကားပါတိုက်ဆဲတဲ့လောက်ရက်တွေရှိနေတယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။ဧပြီလ15ရက်နေ့ကလည်းမြစ်ကနေဆိုင်အိတ်တင်လာတဲ့ကားပေါ်ကတနင်္သာရီမြို့နယ်အေးတာယာရွာကတားဖားနှစ်ဦးကိုစစ်ကောင်စီရဲ့ဂျင်းနန်းနိုင်စစ်ဆေးကိတ်ကဖန်စီလိုက်ပြီးဒီကနေ့အချိန်ထိပြတ်လွတ်ပေးခြင်းမရှိသေးပါဘူး။ စစ်ကောင်စီကတနင်္သာရီမြို့နယ်ကကျေးရွာတွေကိုရဲခါကားတွေဖျက်ဆီးခွင့်မပြုတာနှစ်ချီကြာနေပြီဖြစ်လို့ကုန်စင်နှုံးတွေလည်းမြင့်တက်မှုတန်ကိုဒေသခံတွေခန်းစားနေကြရပါတယ်ရှင်။ ကရီနီပြည်နယ်ဖားဆောင်မြို့နယ်တဲကမော်ချီဒေသကိုစစ်ကောင်စီတပ်ကဧပြီလ26ရက်နေ့မှာလေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ၃ယောက်ထိခိုက်ပြီးနေအိမ်တချို့လည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ဧပြီလ26ရက်နေ့လည်း12:55မိနစ်မှာ မော်ချီဒေသကနေရာ၃ခုကို လေကြောင်းကနေဗုံးကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၃ယောက်ဖျားကြောင်းနေအိမ်တချို့နဲ့ကားထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ပြီးခရက်ဧပြီလ24ရက်နေ့မှာမော်ချီအမှတ်နှစ်အနီကိုလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ6ယောက်သေဆုံးခဲ့ရပြီးတရားရသူ10ယောက်ရှိကနေအိမ်တွေထိခိုက်ပျက်စီးခဲ့ရပါတယ်။ဒါ့ပြင်မတ်လ9ရက်နေ့မှာလည်းလေကြောင်းကနေဘုံကျဲခဲ့တာကြောင့်ပြည်သူ2ယောက်သေဆုံးပြီး10ယောက်ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့ကဒီတစ်ခါက3ချိန်မြောက်ဘုံကျဲတက်ခိုက်ခံရတာဖြစ်ပါတယ်။မော်ချီတေသကိုစစ်ကောင်စီတပ်ကဘုံကျဲတက်ခိုက်တာတွေရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ဘုံခုချင်းတွေတူထားကြဖို့ Greeny National Solidarity Organization KNSO ကမတ်လ10ရက်နေ့ကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ DBPO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆက်မှကျေးဇူးတင်ပါတယ်ရှင်။